တရားရခိုင်နှုတ်ပတ်ဆံရမယ်မိုင်းနေ APP လေးတုတ်ခုကိုပြောပြပေးမှာဖြစ်ပါတယ်မိုင်းနေ APP လေးတုတ်ခုပေါင်းပြီးတော့ OOS ကလေးတွေကိုစူပြီးတော့ပတ်ဆံဆောင်ဖွေလို့ရမှာဖြစ်ပါတယ်ရစီလာတဲ့ OOS ကလေးတွေကိုကျွန်တော်စီမှာ KP ဝေပေးတို့နဲ့မြန်မာငွေပြန်ထုတ်လို့ရမှာဖြစ်ပါတယ်ခလေးတို့ wallet တွေဖြစ်တဲ့ Binance, Bybit, OKI, BK အစစီလက်ခလေးတို့ wallet တွေနဲ့ပတ်ဆံပြန်ထုတ်လို့ရမှာဖြစ်ပြီးတော့ဂျောခန်အနေနဲ့ AC wallet ကိုအသုံးပြုပေးရမှာဖြစ်ပါတယ် အစီဝေါ်လက်တဲကနီခလေတူအချင်းတီကိုပတ်ဆက်ဘလို့ထုံးမလဲဆိုတော့လေးကိုကျွန်တော်နဲ့အတူအဆုတ်တီလိုက်ပါကြည့်စုပေးပေါ့နော်လိုက်ငွေစာခဲတွေကနီပတ်ဆက်ထုတ်ဖို့ကိုလူတို့အနေနဲ့ပေးပန်အကောင့်လေးတွေလိုချင်တဲ့ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို VPN လေးခန့်ကြည့်ပြီးတော့ comment မှာ yes ဆိုပြီးတော့မှတ်ထားပေးပေါ့နော်ကျွန်တော်ပေးပန်အကောင့်လေးတွေကိုမဲဖောက်ပေးရမှာကိုလူတို့အနေနဲ့ပါဝဲကန်ဆန်လို့ရမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုလိုက်အဆက်လေးလုပ်ပြီးတော့အဆုတ်တီလိုက်ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော် โอเคကျွန်တော်ဒီဗီဒီယိုလေးထဲမှာဆိုရေးမိုင်းနေ APP လေးတခုပေါပြီးတော့ပတ်စံစားတဲ့နီလန်လေးကိုပြောပြပေးမှာဖြစ်ပါလေကျွန်တော်ကိုယ်တိုင်လောဝတရားရခိုင်နှုတ် ပတ်စံထုတ်ယူထားပြီးတော့အခုချိန်ထိလောဝတရားရခိုင်နှုတ်ပေးနေဆက်ဖြစ်တဲ့မိုင်းနေ APP လေးတွေပဲဖြစ်ပါတယ်မနေ့ကဆိုရေးကျွန်တော်ဒီ robot view ဆိုတဲ့ APP လေးအကြောင်းကိုကျွန်တော်အသေးစိတ်ပြောပြပေးခဲ့ဖို့ပါတယ်ပေါ့နော်ကိုလူတို့အနေနဲ့မကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ channel လေးထဲမှာဝင်ကြည့်လိုက်ဖို့ကျွန်တော်အကြံပေးခြင်းပါတယ် okay ဒီနေ့ video လေးထဲမှဆိုရင်ကျွန်တော်ကဒီ mine app လေးသုံးခုပေါင်းပြီးတော့ပတ်ဆက်စားတဲ့နီလန်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီ app လေးကိုကိုယ့်လူတို့ရယူချင်တဲ့ဆိုရင်ကျွန်တော်ပေးထားတဲ့လေးကနေတစ်ချင်ဝေလိုက်ပြီးဆိုရင်ဒီ play store ကိုရောက်စီလာမှာဖြစ်ပါတယ်ရောက်လာပြီးဆိုရင်ပထမဆုံးအနေနဲ့ကိုယ့်လူတို့ကဒီ robot ဆိုတဲ့ app လေးကို download ဆွဲပေးလိုက်ပေါ့နော် robot ဆိုတဲ့ app လေးကိုကျွန်တော်တို့ download ဆွဲပေးလိုက်ပြီးဆိုရင် s open ဆိုပြီးပေါ်နေမှာဖြစ်ပါတယ် app လေးရဲ့ update နဲ့ review ကိုလည်းဒီအောက်မှာတွားကြည့်လို့ရမှာဖြစ်ပါတယ် okay ကျွန်တော်တို့ဒီ robot ဆိုတဲ့ app လေးကျွန်တော်တို့ရဲ့ post ဆက်ကလေးတစ်ခုဒီလိုရောက်ရှိလာပြီဆိုရင်နောက်ထပ် app လေးတစ်ခုကို download ဆွဲမဲ့ပေါ့နော် download ဆွဲမဲ့ဆိုရင်ကုလူတို့ကကျွန်တော်ပေးထားတဲ့ link အနေတစ်ချက်ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ robot file ဆိုတဲ့ app လေးကို install လုပ်ပေးလိုက်ပေါ့နော် install လုပ်ပေးလိုက်ပြီဆိုရင် open ဆိုပြီးပေါ်နေမှာဖြစ်ပါတယ် okay ကျွန်တော်တို့ဒီ app လေးကိုကျွန်တော်တို့နှစ်ခု download လိုက်ပြီဆိုရင်နောက်ထပ်တစ်ခုကဆိုကျွန်တော်တို့ဒီကျွန်တော်ပေးထားတဲ့ link အနေပဲတစ်ချက်ဝင်လိုက်ပေါ့နော်ဒီ robot ရွေးဆိုတဲ့ဒီကောင်လေးပေါ့နော်ဒီကောင် ဒီကို install လုပ်ပေးလိုက်ပါ install လုပ်ပေးပါလိမ့်ဆိုရင် open ဆိုပြီးပေါ်နေမှာဖြစ်ပါတယ် okay ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဖုန်းလေးတစ်ခုပေါ့နော်ဒီလို mining app လေးတစ်ခုရောက်စီလောက်ပြီးဆိုရင်ဒီထဲကနေကျွန်တော်တို့ mining 2မှာပေါ့နော်ပတ်ဆက်စာမယ်ကိုလူတို့ကအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ် KB ဝေပေတို့နဲ့မြန်မာငွေထုတ်ချတဲ့ကိုလူတို့အသွေးဆိုရင်လည်းပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်စုပေးပါ okay ကျွန်တော်ပထမဆုံးပြောပြပေးချင်တဲ့ကောက်လေးကဆိုရင်ကျွန်တော်တို့ဒီမှာ low bow ဆိုတဲ့ app လေးပဲဖြစ်ပါတယ်ဒီ low ပေါင်းဆိုလည်းဘီလီထက်ကိုကျွန်တော်တို့တစ်ချစ်ဝေလိုက်တဲ့အခါမှာဆိုရဲကိုလူတို့အနေနဲ့ဒီကောကဲအကောက်တစ်ခုနဲ့အကောက်ပြုတ်လို့ဘီလိုက်ပြီးဆိုရဲကျွန်တော်တို့ကဒီညာလေးကိုရောက်လာမှာဖြစ်ပါတယ်ရောက်လာပြီးဆိုရဲကိုလူတို့အနေနဲ့ဘာမှလုံးစရာမလိုဘူးပေါ့နော်ကျွန်တော်တို့က၃လကြီးတစ်ခါမိုင်းနေဝေတူပေးရုံနဲ့ဒီထက်ကနေ ROS squire လေးတွေရရှိလာမှာဖြစ်ပါတယ်ကိုလူတို့အနေနဲ့ KP ဝေပေတို့နဲ့မြန်မာဝေပြန်ချိမ့်မဲ့ဆိုရင်ဒီအစီကဇီရိုနီယာမှာဝမ်ဖြစ်နေဖို့တော့လိုမှာဖြစ်ပါတယ်ပေါ့နော်ဝမ်ဖြစ်နေမှသာကျွန်တော်ကဒီ KP ဝေပေတို့နဲ့မြန်မာ င်ဝင်ပြန်ချိန်ပေးမှာဖြစ်ပါတယ်ဟုတ်ပြီနောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာ robot 5ဆိုတဲ့ app လေးပေါ့နော်โอเคဒီထက်လေးကိုကျွန်တော်တို့တစ်ချင်းဝင်လိုက်ပြီဆိုရဲ Google account တစ်ခုနဲ့ account ပြုလုပ်ပေးလိုက်ပေါ့ account ပြုလုပ်ပေးလိုက်ပြီဆိုရဲဒီညာလေးကိုရောက်လာမှာဖြစ်ပါတယ်ရောက်လာပြီဆိုရဲကျွန်တော်တို့ကဒီထက်ကနေ minus 2 map ပေါ့နော် ကျွန်တော်တို့ကပေါ့နော်ဒီတန်းမှာဘာမှလုံးစားမလို့ပဲနဲ့၃နိုင်တက်ခါမိုင်းနေဝယ်သူပေးရောက်နဲ့ ROS Y လေးတွေရရှိလာမှာဖြစ်ပါလေရရှိလာတဲ့ ROS Y လေးတွေကိုဒီညနေမှာ1ဖြစ်မှတော့ကျွန်တော်စီမှာ KP ဝယ်ပြီးတော့နဲ့လာထုတ်လို့ရမှာဖြစ်ပါလေနောက်ထပ်တစ်ခုကဆွဲကျွန်တော်တို့ဒီမှာ Robot Reviews ဆိုတဲ့ကောင်လေးပေါ့နော်ဒီကောင်လေးကဆွဲကျွန်တော် save video မှာကျွန်တော်တည်ပေးခဲ့ပူးပါလေကိုလူတို့အနေနဲ့ဝယ်ရောက်ကြည့်ဆိုလိုက်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီမိုင်းနေ2နိဒါလေးကျွန်တော်တို့ရန်နေတဲ့ဆိုရဲ့ဒီအပေါ်ကကောင်လေးကိုကျွန်တော်တို့ကနှဲပေးပြီးတော့ပေါ့နော် မိုင်းနေလေးတွေတူလို့ရမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီထက်ကနေရစီလာတဲ့ AWS file လေးတွေကို KP ဝပီဒိုနဲ့မြန်မာဝင်ပြန်ချိမှတ်ဆိုရေးကိုလူတို့အနေနဲ့ဒီ AWS လေးတောက်ခုစလုံးပေါ့နော်။ထူနေသူစွာပဲကျွန်တော်ဒီတောက်ခုထဲကနေတခုဘူပဲကျွန်တော်ပြောပြပေးမှာပေါ့နော်။တခုကိုပြောပြပေးလက်ရုံနဲ့ကိုလူတို့ကဒီ AWS လေးတောက်ခုထဲကနေ PC နားလဲမှာပဲဖြစ်ပါတယ်။ ဟုတ်ပြီဒီထက်ကနေခေပေးဝေပေးတို့နဲ့ပြန်ချိန်မဲ့ဆိုရဲကုလူတို့ကပေါ်တော့ဒီအစိမ်းမဝမ်းဖြင်းနေပူတော့လူမှဖြစ်ပါတယ်ပေါ်တော့ဒီအစိမ်းမဝမ်းဖြင်းနေပြီဆိုရဲကုလူတို့ကကျွန်တော်ကိုတိုင်ရင်ဆက်တွယ်ပြီးတော့ကျွန်တော်စီမှာခေပေးဝေပေးတို့နဲ့မြန်မာဝေလာထုတ်လို့ရမှာဖြစ်ပါတယ်ငွေထုတ်တဲ့နီလန်းလေးကိုကျွန်တော်နောက်ဗီဒီယိုမှာအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ဘာလို့လဲဆိုတာကကျွန်တော်တို့ဒီကောင်လေးကပေါ်တော့ကျွန်တော်တို့ဒီအဆောက်အဦအဆုတ်ဒီပြောပြပေးမှာတာကုလူတို့အနေနဲ့နားလေတိစီမှာဖြစ်တာကြောင့်မလို့ကုလူတို့အနေနဲ့ပေါ်တော့ခ ေပေးဝေပေးတို့နဲ့မြန်မာဝေပြန်ချိန်မယ်ခလေတူဝေါ်လဲတွေဖြစ်တဲ့ဘိုင်းနေတွေနဲ့ကျွန်တော်တို့ပတ်ဆက်ပြန်ထုတ်မယ်ဆိုရင်ကိုလူတို့ကကျွန်တော်ပြောပြတဲ့အတိုင်းအသေးစိတ်လိုက်လုပ်ပြီးမှသာဒီစီနားလဲမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ပေါ်တော့တကယ်လို့ဒီခေပေးဝေပေးတို့နဲ့မချိချင်းဘူးကျွန်တော်တို့ကဘိုင်းနေခလေတူအချိတွေနဲ့ပတ်ဆက်ချိန်မယ်ဆိုရင်ကိုလူတို့မှာဒီ NC ဝေါ်လဲတခုတော့လို့မှာဖြစ်ပါတယ် NC ဝေါ်လဲကိုတော့ပေါ်တော့ကျွန်တော်တို့ဒီ Play Store မှာအလွယ်တကူသွားသောက်ယူလို့ရမှာဖြစ်ပါတယ် Play Store ရဲ့ကျွန်တော်တို့စာတဲ့နေရာမှာပေါ်တော့ NC ဝေါ်လဲဆိုပြီးတော့ရိုက်စာပေးလိုက် လိုက်ပါရိုက်စာလိုက်ပေးလိုက်ပြီဆိုတော့ကျွန်တော်တို့ကဒီမှာ SC wallet ဆိုပြီးတော့တွေ့စီရမှာဖြစ်ပါတယ်ဒီကောင်လေးကို store လုပ်ပေးရမှာဖြစ်ပါတယ် okay ကျွန်တော်တို့ဒီ SC wallet နဲ့ကျွန်တော်တို့ကပတ်စံထုံးမဲ့ဆိုရဲသူကအ ਨੇ စုပ်ပမာဏကဆိုရဲကျွန်တော်တို့ဒီခနေ OOS ကလိုမှာဖြစ်ပါတယ်ခနေ OOS ကကျွန်တော်တို့ပြီးမှတာဒီထဲကနေပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့လို့တကယ်လို့ခနေ OOS ကလေးတွေမစူးချင်ဘူးကိုလူတို့အနေနဲ့ကျွန်တော်စီမှာ KP ဝပေးတို့နဲ့နောက်ထုံးမဲ့ဆိုရဲလည်းပဲရတယ်ပေါ့ နော်ဒီလိုထုံးမဲ့ဆွဲကျွန်တော်တို့ကဒီလို minus 2လို့ရရှိလာတဲ့ OOS ကလေးတွေကို SEO နဲ့ထက်ကိုလောကမပြောက်ဆွေးပါနဲ့ပေါ့နော်အန်ဒီ SEO နဲ့ထက်ကိုကျွန်တော်တို့တော့ပြောက်ဆွေးလိုက်ပြီးဆိုရင်ကိုလူတို့အနေနဲ့ဒီအကောင့်အချစ်ချင်းလွှဲတဲ့အနေအရာမှာဆွေးပေါ့နော်ကျွန်တော်တို့ဒီ free gene တွေပေးရတာမျိုးစီတန်းတာမို့လို့ကိုလူတို့အနေနဲ့တကယ်လို့ KB ဝပီတိုနဲ့ပြန်ချိန်မဲ့ဆိုရင် SEO နဲ့ထက်ကိုမပြောက်ဆွေးနဲ့ပေါ့နော်ခရစ်တိုဝေါ်လက်တွေနဲ့ပတ်စံထုံးမဲ့ဆိုရင် SEO နဲ့ထက်ကနိပတ်စံဘလို့ထုံးမလဲဆိုတာလေးက ိုနောက်ထပ်ဗီဒီယိုမှာကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဟုတ်ပြီဒီထဲကနေကျွန်တော်တို့ဒီမြန်မာငွေပြန်ချိမ့်မယ်ကိုလူတို့အနေနဲ့ကျွန်တော်ကိုဆက်သွယ်မယ်ဆိုရင် Telegram Channel လေးကိုဆက်သွယ်ပေးပါပေါ့နော် Telegram Channel လေးကနေကျွန်တော်ကိုဓာတ်ရိုက်ဆက်သွယ်လို့ရမှာဖြစ်ပါတယ်။ကျွန်တော်ကိုဓာတ်ရိုက်ဆက်သွယ်ပြီးတော့ကျွန်တော်စီမှာဒီ 1OHCP သွားပြီးဆိုရင်ကျွန်တော်စီမှာ KP ဝေဗီဒိုနဲ့လာထုတ်လို့ရမှာဖြစ်ပါတယ်။ဒီလိုပေါ့ဆိုတဲ့ API လေးထဲမှာကျွန်တော်တို့ကဒီ OHCP နေရာလေးမှာ1နေရာလေးပြီးသွားပြီးဆိုရင်ကျွန်တော်စီမှာဒီ KP ေးဝေးပေးတို့နဲ့လာချေးလို့ရတယ်လို့ပေါ့နော်ဒီ robot 5ဆိုတဲ့နေရာလေးမှာလည်းကျွန်တော်တို့ကဒီမှာ1 os တော့ပြီးသွားပြီဆိုရင်လည်းပဲကျွန်တော်ဒီမှာလာချေးလို့ရမှာဖြစ်ပါလေအော် robot real ဆိုတဲ့ app လေးထဲမှာဆိုရင်လည်းပဲကျွန်တော်တို့ဒီနေရာလေးမှာ1ဆိုပြီးတော့ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ kb ဝေးပေးတို့နဲ့လာထုတ်လို့ရမှာဖြစ်ပါလေ ကျွန်တော်တို့ KPWB တို့နဲ့ဖလို့အသေးစိတ်ပြန်ချိန်မလဲခလေးတို့ wallet တွေဖြစ်တဲ့ NC wallet နဲ့ကျွန်တော်တို့ကဒီ Binance account ကိုဖလို့ပြောင်းဆွေးမလဲဆိုတာဒီကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်ဒီ KPWB တို့နဲ့မြန်မာငွေပြန်ထုတ်တဲ့နီး NC wallet နဲ့ဒီခလေးတို့လေးတွေကိုကျွန်တော်တို့ကဒီ Binance account ကိုပြန်ပြောင်းဆွေးတဲ့နီလာလေးကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်လောကတရားရခိုင်တို့ပေးတာကြောင့်မလို့ကျွန်တော်ကိုယ်တိုင်လည်းအခုချိန်ဒီဒီ Binance လေးထဲကနေပတ်စံလေးတွေကိုအဆောက်ဖီနေတာပဲဖြစ်ပါတယ် ်ကျွန်တော်ကိုယ်တိုင်လက်တရားရခိုင်နှုတ်ထုတ်ယူထားတဲ့ဒီပြေစာနဲ့ပေါ်တော့တည်တည်နေတကွာနောက်ထပ်ဗီဒီယိုမှာအသေးစိတ်ကျွန်တော် အဲကုလူတို့ကိုပြပေးသွားမှာဖြစ်ပါတယ်ဒါမှကုလူတို့အနေနဲ့ပေါ့နော်တဲတဲတခုတွေးတဲ့အခါမှာဆိုရင်ဒီတိုက်ကနေကျွန်တော်တို့ပတ်စံ software ရတာလဲအရင်ကိုလွယ်ကူပြီးတော့ကျွန်တော်တို့ကအဲဒီ app လေးတွေကိုပေါ့နော်အသုံးပြုလျက်အဆင်ပြေမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလို app လေးတွေထဲကနေဘိုင်းနဲ့အကောက်ကိုပတ်စံပြန်ထုတ်တဲ့နီလန်းလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်နောက်ထပ် video မှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်